အားလုံးပဲမင်္ဂလာပါဗျာ GDS Channel ကနေပြန်နေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာတွေကတော့ UFC ဒီ White House မှာကျင်းပသွားမယ် UFC White House ပွဲစဉ်မှာတောင်းဝင်ရှင်ပြိုင်ထိုးသက်ဖို့အတွက်တရားဝင်တယောက်မန်ကန်အချက်ပေးနေပြီးတော့အဲ့ဒီပွဲစဉ်ကလည်းမကြခင်မှာဖြစ်လာနိုင်ပွဲရှိနေတဲ့ UFC ရဲ့ဒီ Light Heavyweight တန်ချန်ပီယံကြီး Alex Pereira နဲ့ UFC Heavyweight တန်နဲ့ Light Heavyweight တန်ချန်ပီယံဟောင်းကြီး John Jones တို့ရဲ့ပွဲစဉ်ကြောင့် UFC ရဲ့အရင်တုန်းက Waterweight တန်းချန်ပီယံဟောင်းကြီးကမာရူဥစမန်အနေနဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲရှင်ပြိုင်ထိုးသက်ပြီးပြီဆိုလို့ရှိရင်သူ့အနေနဲ့နားယူတော့မယ်ဆိုတဲ့အကြောင်းနဲ့သူရှင်ပြိုင်ထိုးသက်သွားခြင်းနဲ့ပွဲစဉ်တစ်ပွဲကိုပြောပြလာတဲ့အကြောင်း UFC ရဲ့ဒီအရင်တုန်းက lightweight တန်းကနေပြီးတော့အနားယူသွားပြီဖြစ်တဲ့ fighter ကြီးဖြစ်တဲ့ Dustin Poirier ကလည်း UFC White House ပွဲစဉ်မှာပြန်လဲပါဝင်ရှင်ပြိုင်ထိုးသက်ခြင်းနဲ့ဆိုပြီးတော့အရေးမွက်ပြောလာခဲ့တဲ့အကြောင်းစားတဲ့အကြောင်းအရာတွေကိုစူးစီးတုံသက်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ဒီတင်ဆက်ပေးသွားခြင်းနဲ့အကြောင်းအရာကတော့ UFC ရဲ့ဒီ light heavyweight champion ကြီး Alex Pereira နဲ့ heavyweight champion ဟောင်းကြီးချွန်ချုံအနေနဲ့အပြန်အလှန်စင်ခေါ်နေပြီးတော့ UFC White House event ပြိုင်ပွဲပွဲစဉ်မှာပါဝင်ရှင်ပြိုင်ထိုးသက်သွားခြင်းနဲ့အကြောင်းနဲ့အဲ့ဒီပွဲစဉ်ဖြစ်လာခဲ့မယ်ဆိုရင်ဘလို့ရလထွက်ပေါ်လာနေလဲဆိုပြီးတော့သုံးသက်ချက်အကြောင်းကိုတင်ဆက်ပေးသွားကြပါမယ် UFC ရဲ့ဒီ light heavyweight champion ကြီး Alex Pereira ဟာဆိုလို့ရှိရင်တော့ဒီပြီးခဲ့တဲ့ UFC 320 event ပွဲစဉ်မှာဆိုလို့ရှိရင်သူ့အနေနဲ့သူ့ ရင်းနှောင်းကရှုံးနိမ်သွားခဲ့မှုတဲ့ fighter ဖြစ်တဲ့ Marco Man Angelayev ကိုအနိုင်ယူရရှိခဲ့ပြီးတော့ UFC ရဲ့ light heavyweight တန်ချန်ပီယံကြီးတစ်ဖန်ပြန်ဖြစ်လာတဲ့ fighter ဖြစ်ပါတယ်။ Alex Barrera အနေနဲ့သူကဒီ UFC ဖွဲ့စည်းမှာသူ့ရဲ့ record တွေကတော်တော်လေးကိုကောင်းကောင်းမွန်မွန်နဲ့ဒီပြိသက်တွေရှားတဲ့မှာဒီပန်းစားတဲ့ fighter တူဖြစ်ပြီးတော့ Alex Barrera အနေနဲ့သူ့ရဲ့ဒီ UFC record ကြီးကတော်တော်လေးကိုကြောက်စရာကောင်းလို့သူနိုင်ယူရရှိထားတဲ့ fighter တွေအတော်များများဟာဆိုလို့ရှိရင် UFC ရဲ့ဒီ champion တွေကြီးပဲဖြစ်ကြပြီးတော့ UFC ရဲ့ champion တွေကြီးကိုပဲမ န်ကန်တီးထုတ်လာခဲ့တဲ့ Ellis Barra အနေနဲ့သူက UFC Light Heavyweight တန်းရဲ့ဒီ New Goat ဦးလိုတော့ပြောရမလို့တော့ဖြစ်နေပါတယ်။ Ellis Barra အနေနဲ့သူတိုင်ရရှိထားတဲ့ Champion အနေထဲမှာ Israel Dasanya, Jerry Bruhaska, Jan Blahovic, Jamel Hey, Magomed Ankalaev စတဲ့ fighter တွေပါဝင်နေပြီးတော့သူနဲ့လက်ကျင်ပြီးကမှ Champion ဖြစ်သွားတဲ့ Shawn Strickland ဆိုလို့ရှိရင်လည်း Israel Dasanya ကိုအနိုင်ယူပြီးတော့ Ellis Barra ရဲ့နီလန်းနဲ့ပဲ Israel Dasanya ကိုအနိုင်ယူထိုးသက်သွားခဲ့တာပဲဖြစ်ပါတယ် ။ LS Barra အနေနဲ့သူကလက်ရှိလောလောဆယ်မှာသူ့အနေနဲ့အသက်အရွယ်ပိုင်းကပြောရမယ်ဆိုရင်အခုချိန်မှာအသက်38နှစ်အရွယ်ရှိနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဒီ MMA လောကကနေပြီးတော့အားယူမယ်ဆိုရင်အားယူလို့ရတဲ့အသက်အရွယ်မျိုးဖြစ်နေပြီလို့ပြောရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီဝိတ်တန်းကြီးတွေမှာဆိုရင်အသက်အရွယ်ကဒီလောက်အဓိကမကြပဲနဲ့ပါဝါနဲ့နီးစနစ်ကသာအဓိကကြတာဖြစ်တဲ့အတွက်ကြောင့်မလို့ LS Barra အနေနဲ့အခုချိန်ထိဒီ UFC ရဲ့ light heavyweight တန်းမှာမင်းမှုနေနိုင်တယ်လို့ပြောမယ်ဆိုရင်လည်းမမှားပါဘူး။ဒါပေမဲ့အခုလောလောဆယ်ဒီ light heavyweight တန်းမှာဆိုလို့ရှိရင် င် LS Barrier အနေနဲ့တကယ်ကိုခေါင်းပိုင်း fighter တွေတော်တော်များများနှီးပါးကိုအနိုင်ယူထားခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့သူကဒီ လိုင်ဟဲဘွေတန်းမှာရှင်ပြိုင်ထိုးသက်စရာဖိုက်တာတိတ်ပြီးမြန်မြန်ဆဆမကြံရှိတော့တာလည်းဖြစ်ပါတယ်ဆိုတော့အဲ့လိုမျိုးမကြံရှိတော့တဲ့အနေထားမှာဆိုလို့ရှိရင် NS Barra ကြီးအနေနဲ့သူကနောက်ထပ်တစ်ဆင့်ကိုတလန်းကျင်နေတာပဲဖြစ်ပါတယ်သူအနေနဲ့ရင်ကတည်းကပြောထားတာကသူကသုံးတက်ကွမ်ချန်ပီယံဖြစ်ခြင်းနဲ့သုံးတက်ကွမ်ချန်ပီယံဆိုတာကတော့မီဒဝေတန်းမှာလည်းချန်ပီယံဖြစ်ဘူးတယ်လိုင်ဟဲဘွေတန်းမှာလည်းချန်ပီယံဖြစ်ဘူးတယ်ဟဲဘွေတန်းမှာလည်းချန်ပီယံဖြစ်ဘူးတယ်ဆိုတော့ကုန်ဘုတ်ကိုလိုချင်နေတာဖြစ်ပြီးတော့အရင်တုန်းကဒီ UFC ရဲ့ heavyweight champion ကပတ်ကြီးကိုကင်ထားတဲ့ဂျွန်ဂျုံးကိုသူ့အနေနဲ့စိန်ခေါ်ဖို့ ူးပါတယ်ဒါပေမဲ့စိန်ခေါ်နေတဲ့အချိန်မှာပဲသူကဒီ light heavyweight champion ကပတ်ကိုဆုံးရှုံးသွားရတဲ့အတွက်ကြောင့်မို့လို့သူ့အနေနဲ့သူက champion ကပတ်ထပ်ပြီးစိန်ခေါ်ဝင်ရရှိဖို့အတွက်စောင့်ဆိုင်းနေကြရတာဖြစ်ပါတယ်ဒါပေမဲ့လက်ရှိလောလောဆယ်မှာ Ton Aspinall ကလည်း champion ဖြစ်နေပြီးတော့ champion ကပတ်စင်ခေါ်ပွဲပွဲစဉ်ဟာလို့ရှိရင်လည်းမျက်လုံးနှိုက်တဲ့ပြဿနာကြောင့်ဒီအဆုံးသွက်သွားရတဲ့အတွက်ကြောင့်မလို့ဒီဖိုက်တာနှူးကိုပြန်လည်ပြီးမကြည့်ပွဲပွဲတဲပေးမှဖြစ်တဲ့အတွက်ကြောင့်မလို့ Alice Barra ကအခုချိန်မှာချန်ပီယံကပတ်သွားရောက်စင်ခေါ်ဖို့ဆိုတာမဖြစ်နိုင်တဲ့အနေအထားဖြစ်ပါတယ်။ဆိုတော့အခုချိန်မှာ Alice Barra အနေနဲ့ဘယ်ဖိုက်တာကိုရှင်ပြိုင်ထိုးသက်သွားရမလဲဆိုပြီးတော့ကြီးလိုက်တဲ့အခါမှာဆိုလို့ရှိရင်ဒီ UFC ရဲ့ဒီဘော်ဒါကြီးဖြစ်တဲ့ American သမ္မတကြီး Donald Trump ကလည်း UFC ရဲ့ White House Event ပြိုင်ပွဲပွဲစဉ်မှာခဏခဏကျင်းပသွားဖို့ရှိနေတယ်။အဲဒီပြိုင်ပွဲပွဲစဉ်ဟာဆိုရင်လည်းတကယ်ကိုကျန်းတဲ့အ န်စားဖိုင်တာတွေနာမည်ကြီးဖိုင်တာတွေပဲထည့်သွင်းသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဂျုံဂျုံကလည်းပြန်လာခြင်းလဲဆိုပြီးတော့ပြောနေတဲ့အနေထားမှာသူ့အနေနဲ့ဂျုံဂျုံကိုစိန်ခေါ်ရှင်ပြန်ထိုးသက်ပြီးတော့တကယ်ကို MMA လောကရဲ့ဂုတ်တူးကိုစိန်ခေါ်ပြီးတော့တကယ်လို့သာနိုင်ရရှိခဲ့မယ်ဆိုရင် LS Bar ကနေလည်းမဟာဂုတ်ကြီးဆိုတဲ့ဂုံဘုတ်ကိုရရှိသွားနိုင်တဲ့အတွက်ကြောင့်မို့လို့သူ့အနေနဲ့သူရွေးချယ်လိုက်တာကတော့ UFC ရဲ့ရင်းနှုန်းက Light Heavyweight တန်နဲ့ Heavyweight တန် Champion ဟောင်းကြီးဂျုံဂျုံကိုစိန်ခေါ်ရှင်ပြန်ထိုးသက်သွားမယ်ဆိုပြီးတော့ရွေးချယ်လိုက်ပုံရပါတယ် ဆိုတော့သူ့အနေနဲ့ဒီဂျွန်ဂျုံကိုရှင်ပြန်ထိုးသက်သွားမယ်ဆိုပြီးစိန်ခေါ်ထားပြီးဂျွန်ဂျုံကလည်းဒီ LS Bar ကိုရှင်ပြန်ထိုးသက်သွားခြင်းမှာဆိုပြီးစိန်ခေါ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်ကမကြခင်ချိန်အတွင်းမှာဖြစ်လာနိုင်တဲ့အနေအထားရှိတယ်လို့ပြောရမှာပဲဖြစ်ပါတယ် UFC ဩဂရာကြီးဒေနာဝိုက်ရဲ့အနေထားကကြည့်မယ်ဆိုလို့ရှိရင်လည်းဒီပွဲစဉ်ဟာစီစဉ်ပေးလို့ရတဲ့ပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့ဒီ Champion ကပတ်လူပွဲပွဲစဉ်မဟုတ်ဘဲနဲ့ Heavyweight တန်းမှာ Super Fight တစ်ခုကိုစီစဉ်ပေးလိုက်မယ်ဆိုရင် LS Barra တော့ကိုကြုံကြုံတော့ကိုနစ်နာမှုရှိမှာမဟုတ်ဘဲနဲ့တကယ်ပွဲကောင်းပွဲချမ်းတစ်ပွဲကိုပြိသက်တွေအနေနဲ့ကြည့်ရမယ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ LS Barra အနေနဲ့ Heavyweight တန်းမှာဘယ်လိုအနေထားရှိလဲဆိုတာမြေဆန်းခရမ်းပြရမယ်ပွဲစဉ်တစ်ပွဲလည်းဖြစ်တဲ့အတွက်ကြောင့်မလို့သူဘက်ကတော့လုံးဝပွဲတက်ပေးမယ်အနေထားရှိရလို့ကျွန်တော်ကကမန့်တုံတက်မိပါတယ် ဒါဆိုရင်ကျွန်တော်တို့ဂျွန်ဂျုံဘက်ကနေထားကိုတစ်ချက်သွားပြီးတော့ကြည့်လိုက်ကြအောင်ပါဂျွန်ဂျုံဘက်ကကြည့်မယ်ဆိုလို့ရှိရင်လည်းဂျွန်ဂျုံအနေနဲ့သူကအနားယူသွားခဲ့တာက heavyweight တန်ချန်ပီယံ2အနေနဲ့အနားယူသွားတယ်။ဒါ heavyweight တန်မှာလည်းချန်ပီယံဖြစ်ဘူးတဲ့အတွက်ကြောင့်မလို့နှစ်ထပ်ကွန်းချန်ပီယံအနေနဲ့အနားယူသွားတယ်။အနားယူသွားပြီးတဲ့နောက်မှာဆိုလို့ရှိရင်သူ့အနေနဲ့ကလည်းဒီ MMA လောကထဲမှာ Bel Fighter နဲ့ရှင်ပြိုင်ထိုးတက်သွားရမလဲဆိုပြီးတော့သူက impedant တွေးတဲ့ fighter ဖြစ်တဲ့အတွက်ကြောင့်မလို့ Alex Barra ကိုကြည့်မယ်ဆိုရင်သူနိုင်ယူလို့ရနိုင်တဲ့နေသားရှိတဲ့ fighter တစ်ဦးဖြစ်တယ်။တိုက်ရွယ်ပိုင်းရကြည့်မယ်ဆိုရင်လည်းလူငယ်ချစ်တဲ့ fighter မျိုးမဟုတ်ပြန်ဘူး။ ။ဆိုတော့သူနေကလည်းတက်38နှစ်ရှိပြီ။ Alex Barra ကလည်းတက်38နှစ်ရှိပြီဆိုတဲ့အနေအထားမှာဒီ fighter နှုတ်ရှင်ပြိုင် ထိုးတက်မယ်ဆိုလို့ရှင်သူ့အတွက်အကောင်းဆုံးဒီရလက်တွေလည်းဖြစ်လာနိုင်တယ်။ပြီးတော့အရင်ကြီးလည်း risk ရင်းစရာမလိုဘူးဆိုတဲ့အနေအထားမှာဂျုံဂျုံကရှင်ပြိုင်ထိုးတက်ဖို့အတွက် Alex Barra ကိုပြန်ပြီးတော့စိန်ခေါ်ထားတာပဲဖြစ်ပါတယ်။ ဆိုတော့ဒီ fighter နှုတ်ရှင်ပြိုင်ထိုးသက်သွားမယ်ဆိုရင်ဘယ်လိုရလက်ထွက်ပေါ်လာနိုင်တယ်လဲဆိုတာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီဂျုံဂျုံအနေနဲ့ကပရိသတ်တွေအားလုံးဒီပိသဖြစ်တဲ့အတိုင်းပဲ fight တွေ IQ တော်တော်လေးကိုကောင်းတဲ့ fighter ဖြစ်တယ်။ပြီးတော့ပြောရမယ်ဆိုရင်ဒီ ground game မိုင်းလို့ပြောရမယ် wrestling မိုင်းမှာလည်းတော်တော်လေးကိုအားသာတဲ့ fighter တို့ဖြစ်တယ်။ striker မိုင်းမှာဆိုလို့ရှိရင်လည်းသူ့အနေနဲ့ကျွန်တော်ကနေကပြောခဲ့သလိုပဲ fighting IQ ကောင်းကောင်းနဲ့ရှင်ပြိုင်ထိုးသက်နိုင်တဲ့ fighter တို့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဂျုံဂျုံအနေနဲ့က LS Barra ကိုသူ့အနေနဲ့အနိုင်ယူနိုင်ဖို့က ဒီ90ရာခိုင်နှုန်းကျော်တယ်ဆိုပြီးတော့တွက်စာတာဟန်တူပါတယ်။ဒါကြောင့်မို့လို့လေဒီပွဲစဉ်မှာသူ့အနေနဲ့ LS Barrera ရဲ့စိန်ခေါ်မှုကိုအလွယ်တကူလက်ခံခဲ့တာလို့ပြောရမှာဖြစ်ပြီးတော့ဒီ LS Barrera ကပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လည်းဂျွန်ဂျုံဟာသူ့နဲ့တက်တူရွယ်တူရှိတဲ့အနေအထားဖြစ်တဲ့ fighter ဖြစ်တဲ့နောက်ဆုံးရှင်ပြိုင်ထိုးသက်သွားခဲ့တဲ့ Steve Miocic နဲ့ပွဲစဉ်မှာကြည့်မယ်ဆိုရင်လည်းဂျွန်ဂျုံရဲ့ movement တွေကသူ့ရင်နှုန်းက prime ကလည်းပုံစံမျိုးနဲ့မတူတော့ပဲနေကွေးလေးလံသွားတာတွေကိုလည်းတွေ့ရတယ်။ပြီးတော့သူ့ရဲ့ဒီ striking game မှာလည်းအများကြီးလိုအပ်ချက်တွေရှိနေတာကိုလည်းတွေ့ရတဲ့အတွက် ကြမလို့ Alice Farah အနေနဲ့သူ ူ့ရဲ့နေ့စနစ်အတိုင်းကောင်းကောင်းမွန်မွန်သာစောနိုင်ခဲ့ပြီးတော့ left foot တစ်လုံးအမှန်ကန်ကျွေးနိုင်ခဲ့မယ်ဆိုရင်တော့ဂျုံဂျုံကလုံအောင်ကိုအမှောက်သိပ်လို့ရနိုင်တဲ့အနေအထားမှာရှိတဲ့ fighter တူဖြစ်ပါတယ်။ဆိုတော့ပြောရမယ်ဆိုရင် fighter နူးအတွက်50 50ရာခိုင်နှုန်းပဲရှိတဲ့အနေအထားမှာပြိသက်တွေကဘတ်တင်ပြီးတော့တကယ်တမ်းလောင်းမယ်ဆိုလို့ရှိရင်နှစ်ယောက်လုံးကိုလောင်းလို့ရတဲ့အနေအထားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်ကတော်တော်လေးကိုပြိသက်တွေတို့ရောဂျုံဂျုံတို့အတွက်ရောရောစီအိုရာကြီးတို့ရောပြီးတော့ American သမ္မတကြီးတို့ပါတကယ်ကိုကျန်းတဲ့ပွဲစဉ်တွေဖြစ်တယ်လို့ကျွန်တော်ကတော့သုံးသပ်မိပါတယ်။ ဘယ်ဖိုက်တာကအနိုင်ယူရရှိသွားနိုင်တယ်လဲဆိုတာကိုကျွန်တော်အနေနဲ့သုံးသပ်ရမယ်ဆိုလို့ရှိရင်တော့ ကျွန်တော်ကကပြောခဲ့လို့ပဲ50 50ဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ကတော့ဒီကျွန်တော်ပိုကြိုက်တဲ့ LS Barrera ကိုအနိုင်ရရှိစေချင်တာကတော့လုံးဝအမှန်ပဲဖြစ်ပါတယ်။ဒါပေမဲ့ဂုံကြီးကိုလည်းလုံးဝ short တွက်လို့မရဘဲနဲ့သူ့ရဲ့ဒီ wrestling skill တွေက LS Barrera ကိုကောင်းကောင်းကြီးဒုက္ခပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်ကပြိသက်တွေအနေနဲ့အမှန်ကန်စောင့်ကြည့်သွားပြီးတော့ဆုံးဖြတ်သွားရမယ်ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်အနေနဲ့ဒီပွဲစဉ်ကိုဖြစ်လာနိုင်ပါသေးလို့လုံးဝဆုတောင်းမိနေပြီးတော့ဒီပွဲစဉ်သာဖြစ်လာခဲ့မယ်ဆိုရင် UFC ဒီ White House ရဲ့ကောင်းပွဲ main event မှာပေးလို့ရတဲ့နေရာရှိတဲ့ဒေါ်ဇန်ကြီးတွဲဆိုင်ကောင်း ကွဲစင်းညာတစ်ခုဖြစ်တယ်လို့လုံဝကိုသုံးသပ်ယူဆမိပါတယ်ပရိသတ်တွေနည်းနည်းကရောအဲ့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးယူဆမိတယ်လဲဘယ်သူကနိုင်ရရှိသွားနိုင်တယ်လဲဆိုတာကိုကောမန့်မှာဆွေးနွေးသုံးသပ်ညှင်းခုံပေးခဲ့ကြပါဦးခင်ဗျာနောက်ထပ်တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ UFC ရဲ့ဒီ Worldweight Dance Champion ဟောကမာရူစမန်အနေနဲ့သူ MMA လောကကနေအားမျိုးကမှာပွဲစဉ်နှစ်ပွဲထိုးသက်မယ်ထိုးသက်မဲ့ပွဲစဉ်နှစ်ပွဲကလည်းတကယ်ကိုပွဲကောင်းပွဲချမ်းနှစ်ပွဲပဲထိုးသက်သွားမယ်ဆိုပြီးတော့ပြောလာခဲ့တဲ့အကြောင်းကိုတင်ဆက်ပေးသွားခြင်းပါတယ် UFC ရဲ့ဒီ Waterweight Dan Champion ကြီးကမာရူအူစမန်ဟာဆိုလို့ရှိရင်ဒီ UFC အဖွဲ့အစည်းမှာတစ်ချိန်တစ်ခါလုံးကအင်မတန်မကိုပွဲကြမ်း ြခဲ့ဘူးတဲ့ fighter တယောက်ဖြစ်ပါတယ်ကျွန်တော်တို့ Usman အနေနဲ့သူ့ရဲ့ MMA မှတ်တမ်းကိုပြောရမယ်ဆိုရင်တော့ MMA ပွဲစဉ်ပေါင်း25ပွဲရှင်သန်ထိုးသက်ထားပြီးတော့အဲ့ဒီကမှ22ပွဲနိုင်4ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်နိုင်ယူရရှိထားတဲ့22ပွဲထဲမှာဆိုလို့ရှိရင်သူ့အနေနဲ့6ပွဲကိုအလဲထိုးတိုင်ပွဲရနဲ့နိုင်ယူရရှိထားတယ်ပြီးတော့2ပွဲကို submission နဲ့နိုင်ယူရရှိထားတယ်ဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ Usman ဟာ finishing rate လဲ50%ရာခိုင်နှုန်းလောက်ရှိတဲ့ဒီ fighter ဂျန်တယောက်ဖြစ်ပါတယ်ကမာရူးဥစမန်ဟာ UFC ဒီချန်ပီယံ ကပတ်ကိုသူ့အနေနဲ့ဒီ2019ခုနှစ်မှာရရှိခဲ့တာဖြစ်ပြီးတော့အဲ့ဒီချိန်ကနေစပြီးတော့သူ့ရဲ့ဒီချန်ပီယံကပတ်ကို2022ခုနှစ်အထိသူကထိမ့်သိမ်းနိုင်ခဲ့တာဖြစ်ပြီးတော့သူ့အနေနဲ့ချန်ပီယံကပတ်ကာကွယ်ပွဲ9ပွဲအထိဒီရှင်ပြိုင်ထိုးသက်ခဲ့တာဖြစ်ပြီးတော့ sorry ချန်ပီယံကပတ်ကာကွယ်ပွဲ9ပွဲအထိသူ့အနေနဲ့ချန်ပီယံကပတ်ကိုကာကွယ်ပြထားနိုင်ခဲ့တာပဲဖြစ်ပါတယ် ကမာရူစမန်အနေနဲ့သူ့ချန်ပီယံဖြစ်တုန်းကကာလဆိုလို့ရှိရင်တော့သူ့ကိုလုံအောင်ကိုအနိုင်မယူနိုင်တဲ့ပုံစံမျိုးနဲ့ကိုအချန်ပီယံဆော့ပြခဲ့တာဖြစ်ပြီးတော့သူ့အနေနဲ့တက်လာသမျှဖိုက်တာတွေကိုတောက်ချခဲ့တာဖြစ်ပြီးတော့ prime ကာလမှာရောက်နေတဲ့ gebet ဘန်းကြီးဦးတော်သူ့အနေနဲ့အမှန်ကန်မလဲထိုးအမောက်သိပ်ပြခဲ့ပြီးတော့သူ့အနေနဲ့အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ် ဆိုတော့ကမာရူဥစမန်အနေနဲ့ဒီသူ့ရဲ့ချန်ပီယံကပတ်ကိုဆုံးရှုံးသွားခဲ့ရတာကတော့ပြည်သက်တွေအားလုံးသီးသီးသားဖြစ်တဲ့အတိုင်းပဲ2022ခုနှစ်မှာလီယွန်အက်ဒ်ဝတ်ရဲ့အမြင့်ခြေကံကြကြောင့်ချန်ပီယံကပတ်ကိုရှုံးနိမ့်သွားခဲ့ရတာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်လည်းတကယ်တမ်းပြောရရင်ကမာရူဥစမန်အနေနဲ့လီယွန်အက်ဒ်ဝတ်ကို၅ကြီးနီးပါးတကယ်ကိုအသာစီးရယူထိုးသက်ကစားထားနိုင်ခဲ့တာဖြစ်ပြီးတော့လီယွန်အက်ဒ်ဝတ်အနေနဲ့အဲ့ဒီပွဲစဉ်မှာကမာရူဥစမန်ကိုဟက်ကစ်ကံကြက်တာမထီးခဲ့ဘူးဆိုလို့ရှိရင်ဒေဂျာပေါ့ရှုံးနိမ့်မှာပဲဖြစ်ပါတယ် ဆိုတော့ကမာရူဥစမန်အနေနဲ့သူ့ရဲ့ဒီ waterway dance champion ကပတ်ကိုရှုံးပြီးသွားတဲ့နောက်ပိုင်းမှာဆိုရင်သူ့အနေနဲ့ပွဲစဉ်၃ပွဲသာရှင်ပြိုင်ထိုးသက်ထားတာဖြစ်ပါတယ် ်ပထမအဦးဆုံးပွဲစဉ်ကတော့ဒီသူချန်ပီယံကပတ်ရှုံးသွားတဲ့အတွက်ကြောင့်မလို့မချေပွဲလီယွန်အက်ဒဝါနဲ့ပြန်လည်ရှင်ပြိုင်ထိုးသက်ထားတာဖြစ်ပြီးတော့ဒုတိယမြောက်ပွဲစဉ်ကတော့ဟန်ဆက်ချီမိုင်ယက်နဲ့ထိုးသက်ထားတာဖြစ်တဲ့နောက်ဆုံးပွဲစဉ်ကတော့ဒီဝါတာဝိတ်တန်းကတက်လူဖိုက်တာဂျွန်ဝင်းဘက်ကလီဆိုတဲ့ဖိုက်တာနဲ့ရှင်ပြိုင်ကစားခဲ့တာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ကမာရူအူစမန်ကနိုင်ပွဲရရှိအောင်ပြန်လည်စွမ်းဆောင်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ် ဆိုတော့အခုအချိန်မှာကမရူဥစမန်ရဲ့အသက်အရွယ်ဟာဆိုလို့ရှိရင်လည်းဒီအသက်40နာကိုနီးကပ်လာပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကမရူဥစမန်အနေနဲ့မကြခင်အချိန်တွင်းမှာဒီအမမီလောကကနေအနားယူသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်ဆိုတော့ကမရူဥစမန်အနေနဲ့သူ့ရဲ့နောက်ဆုံးလက်ကျန်ဒီဖိုက်တာဘဝမှာဘယ်ဖိုက်တာတွေနဲ့ရှင်ပြိုင်ထိုးသက်သွားကြမှာလဲဆိုပြီးတော့မေးမြန်းကြည့်တဲ့အခါမှာဆိုလို့ရှိရင်တော့ကမရူဥစမန်အနေနဲ့သူ့ရဲ့ဒီနောက်ဆုံးပွဲစဉ်တဲ့ပွဲအနေနဲ့သူကချန်ပီယံကပတ်လူပွဲတွေပဲရှင်ပြိုင်ထိုးသက်သွားကြမှာလဲဆိုပြီးတော့ပြောထားခဲ့တာဖြစ်ပါတယ် ပထမဦးဆုံးအနေနဲ့ဒီ Waterweight က Champion ကပတ်ကိုစိန်ခေါ်သွားခြင်းနဲ့အခုလက်ရှိထိုးသက်သွားမယ် JDM နဲ့ Islamaker Chef တို့ရဲ့ဒီပွဲစဉ်ကနိုင်ုံရရှိတဲ့ fighter ကိုသူ့အနေနဲ့ရှင်ပြိုင်ထိုးသက်သွားခြင်းနဲ့အဲ့ဒါကပထမတပွဲနောက်တစ်ပွဲကတော့ Middleweight တန်းကိုတက်ပြီးတော့ Middleweight တန်း Champion Hanset Chimaev နဲ့ရှင်ပြိုင်ထိုးသက်သွားပြီးတော့ Chimaev ကိုအနိုင်ယူပြီးတော့ Natak Kwan Champion ဘွားနဲ့အနားယူသွားပြီးတော့သူ့ရဲ့ MMA ကစားသမားဘွားနောက်ဆုံးပွဲစဉ်နှစ်ပွဲကိုသူ့အနေနဲ့ ဖြတ်တန်းသွားခြင်းပါတယ်ဆိုပြီးတော့ပြောဆိုလာခဲ့တာပဲဖြစ်ပါတယ် ဆိုတော့ဒီပွဲစဉ်တွေကဖြစ်နိုင်မဖြစ်နိုင်ကျွန်တော်တို့ပရိသတ်တွေအနေနဲ့အရင်ဆုံးသုံးသပ်ကြည့်ရအောင်ပထမအဦးဆုံးအနေနဲ့ပွဲဖြစ်နိုင်တဲ့ຢာကိုင်းလုံးကတော့ကမာရူဥစမန်အနေနဲ့တကယ်ကိုအရင်ဆုံးကကျန်းခဲ့တဲ့ fighter ကြီးတစ်ယောက်လည်းဖြစ်တယ်သူ့အနေနဲ့ဒီနောက်ဆုံးပွဲစဉ်မှာဆိုလို့ရှိရင်လည်းသူက fighter တယောက် fighter ကိုမှတကယ်ကိုလူငယ်ခြေတက် power ပြင်းလာပါတယ်ဆိုတဲ့ fighter တယောက်ကိုသူကနိုင်ရရရှိထားတယ်နိုင်ရရှိထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ waterweight တန်း champion ကဘက်ကတော့လက်ရကမ်းမှာရှိနေတာဖြစ်ပြီးတော့ UFC ဖွဲ့စည်းကသူ့ကို champion ကဘက်စင်ခေါ်ခွင့်ပေးလောက်တယ် ဆိုတော့ဒီ waterweight dance champion ဒီ champion ကပတ်ကိုစိန်ခေါ်မယ်ဆိုလို့ရှိရင်လက်ရှိလောလောဆယ် champion က Jack Della Manella နား JDN ဆိုတဲ့ fighter သူနဲ့ရှင်မြတ်ထိုးသက်သွားမဲ့ fighter က Islam Makhachev ဆိုတဲ့ fighter ဆိုတော့သူ့အနေနဲ့ပြောရမယ်ဆိုလို့ရှိရင် Islam Makhachev ကိုရောစိန်ခေါ်ထိုးသက်သွားမှာလား Islam Makhachev တို့ Kamaru Usman တို့ဆိုတာကဒီခင်မင်ကြတဲ့ fighter ဖြစ်ပြီးတော့ Kamaru Usman ကြီးဘက်ကတော့ရှင်မြတ်ထိုးသက်သွားမယ်ဆိုပြီးတော့ပြောထားတယ်ဆိုတော့ ် JDM နဲ့သာရှင်ပြိုင်ထိုးသက်သွားမယ်ဆိုရင်ကျမတို့ Usman အတွက်သိမလွယ်တဲ့အနေထားလို့ပြောရမှာ ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ JDM ကပြောရမယ်ဆိုလို့ရှိရင်ဒီတကယ်ကို Elite ကောင်းဆုံး Kickboxer တစ်ယောက်ဖြစ်ပြီးတော့သူ့ရဲ့ဒီထိုးသက်ပုံထိုးသက်နည်းလက်သီးထိုးချက်တွေကတော်တော်လေးကိုလှလှပပနဲ့သူ့ရဲ့ fight တိုင်းဘက် fighter တွေကိုအထိနာအောင်ထိုးနိုင်တဲ့နေရာမှာတကယ်ကိုကြော်ကြားတဲ့ fighter တစ်ယောက်ဖြစ်တဲ့ အဲ့တော့ကမာရိုစမန်အနေနဲ့အသက်အရွယ်ကြီးနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ striking ဘက်မှာရှင်ထိုးရမယ်ဆိုလို့ရှိရင်သူ့အနေနဲ့မာကုံကျနိုင်တဲ့အနေအထားတွေရှိနိုင်တယ်။ပြီးတော့တစ်ဖက်ပြိုင်မဲ့ fighter ရဲ့ဒီတက်လုံပိုင်းကိုတွားပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လည်းအသက်အရွယ်ကြီးနေတဲ့ကမာရိုစမန်အနေနဲ့ဒီရှေ့ကငါးကြည့်ပွဲတွေတောက်လျှောက်ရှင်ပြိုင်ထိုးသက်ထားခဲ့ပေမဲ့သူ့အနေနဲ့ပြောရမယ်ဆိုလို့ရှိရင် တက်လုံပိုင်းမှာတော့အနေငယ်ကြာဆင်းမှုရှိနေပြီလို့နောက်ဆုံးပွဲစဉ်အရကျွန်တော်အနေနဲ့သုံးသပ်ချင်ပါတယ်ဆိုတော့ပြောရမယ်ဆိုရင်တော့ကမာရူအစ်မန်အနေနဲ့ JDM နဲ့တွေ့မယ်ဆိုရင်တော့တော်တော်လေးမလွယ်တဲ့ပွဲစဉ်တစ်ပွဲဖြစ်မှာပါအစ္စလာမခါရှက်ဖ်နဲ့တွေ့မယ်ဆိုလို့ရှိရင်တော့ကမာရူအစ်မန်အနေနဲ့မီဒယ်ဝေးတန်းထိတက်ပြီးတော့ထိုးထားမှုရဲ့ဖိုက်တာဖြစ်တဲ့ဘော်ဒီအနေထားကလည်းအနေငယ်ပို့ပြီးတော့တာတဲ့နေရာမှာရှိတယ်နှပန်း စကေးရပြောရမယ်ဆိုလို့ရှိရင်လေကျမတို့ဥစမန်အနေနဲ့အစ္စလာမ်ကရှက်နဲ့ရှင်ပြိုင်နိုင်တဲ့လက်ဗန်စကေးရှိတယ်။ဆိုတော့ဒီတဘာပိုင်းရပြောရမယ်ဆိုရင်လေဒီ water weight ထဲမှာရှင်ပြိုင်ထိုးသက်တဲ့တဘာကပို့ပြီးတော့တာလွန်မှုရှိတယ်။ဆိုတဲ့အတွက်ကြောင့်မို့လို့ကျမတို့ဥစမန်အနေနဲ့အစ္စလာမ်ကရှက်ကသာချန်ပီယံဖြစ်လာခဲ့မယ်ဆိုရင်သူ့အတွက်မျှော်လင့်နိုင်တဲ့အခွင့်အရေးရမယ်လို့ကျွန်တော်အနေနဲ့ကတော့သုံးသပ်မိတယ်။ဆိုတော့ နောက်ထပ်ဖိုင်တာဖြစ်တဲ့ခန်းဆက်ချင်မာရဲ့ခန်းဆက်ချင်မာရဲ့ကိုကြတော့သူကမီဒယ်ဝိတ်တန်းချန်ပီယံကပတ်ကိုစင်ခေါ်ပြီးတော့ထိုးသက်ချင်တော့မီဒယ်ဝိတ်တန်းချန်ပီယံကပတ်ကိုစင်ခေါ်ပြီးထိုးသက်ချင်တာဆိုတဲ့အတွက်ကြောင့်မလို့ဟန်ဆက်ချင်မာရဲ့ပဲလက်ရှိတော်တော်ဆယ်အနေထားကိုကြည့်မယ်ဆိုရင်မီဒယ်ဝိတ်တန်းမှာအော်လေးကိုအခြေကျနေတဲ့အနေအထားမှာရှိတယ်။မီဒယ်ဝိတ်တန်းကကျန်းလာပါတယ်ဆိုတော့ဖိုင်တာဖြစ်တဲ့ Drigat Duplessis ကိုကင်ပေါက်လိုက်မြောက်ပြလိုက်ပြီးတော့ထူထောင်းလိုက်လုပ်ပြသွားတယ်ဆိုတော့အနေအထားမှာကမာရူအူစမန်အနေနဲ့တော်တော်လေးကိုပွဲချက်တပွဲနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်လို့ ကျွန်တော်ကတော့သုံးသက်ခြင်းနဲ့ခုနကပွဲစဉ်အနေထားဖြစ်နိုင်မဖြစ်နိုင်ကိုသုံးသက်ကြည့်မယ်ဆိုရင်တော့ကမာရူအုစမန်နေတာအကယ်၍ Waterweight Dance Champion ပြန်ဖြစ်သွားမယ်ဆိုလို့ရှိရင်တော့ဒါဟန်ဇတ်ချီမာ EF ကိုစင်ခေါ်ထိုးတက်ဖို့ကိုလည်း UFC ဖွဲ့စည်းကခွင့်ပြုပေးနိုင်တဲ့အနေအထားမှာရှိတယ်။ဆိုတော့ပထမတစ်ပွဲအောင်မြင်ဒုတိယတစ်ပွဲအော်တိုဖြစ်လာတဲ့အနေအထားမှာလည်းရှိတယ်။ဆိုတော့ဟန်ဇတ်ချီမာ EF နဲ့သာတကယ်တမ်းပွဲဖြစ်လာခဲ့မယ်ဆိုရင်တော့ကမာရူအူစမန်အနေနဲ့ဟန်ဇတ်ချီမာ EF ကိုနိုင်ုံရရှိနိုင်ဖို့အခွင့်အရေးကတော့နည်းတယ်။ ဒါပေမဲ့ကျွန်တော်ဒီအရင်ကကြိုက်နေတက်ခဲ့မှုတဲ့ fighter ပေါ့နော်ကျွန်တော်တို့ Usman ကြီးအနေနဲ့သူ့ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်ပါစေလို့ကျွန်တော်ကတော့ဆုတောင်းပေးပါတယ်ပြီးတော့ကျွန်တော်တို့ Usman ရဲ့ပွဲစဉ်တွေကိုပြန်လည်ကြည့်ရမယ်ဆိုရင်လည်းသူ့အနေနဲ့ဘယ်လိုပုံစံမျိုးနဲ့ပွဲစဉ်တွေပြန်ထွက်လာမလဲဆိုတာကစိတ်ဝင်စားဖို့ကောင်းနေရလဲဖြစ်တယ်ဆိုတော့ပရိသတ်တွေအနေနဲ့ကရောကျွန်တော်တို့ Usman legend နေတယ်လို့မျိုးဖြစ်နိုင်လားသူ့အနေနဲ့ Waterway နဲ့ Champion ကဘက်ကိုပြန်လည်ရယူသွားနိုင်တယ်လားဆိုတာကို comment မှာဆွေးနွေးတုံ့သက်ညှင်းခုံပေးကြပါဦးခင်ဗျာ နောက်ဆုံးအနေနဲ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ဒီ UFC White House ပွဲစဉ်မှာကျင်းပသွားမယ်ဒီတကယ်ကိုကျန်းတဲ့တွဲဆိုင်ကောင်းတွဲဆိုင်ကျန်းတွေတို့အတွက် Justin Poirier ရောပြန်လာနိုင်သလားသူ့အနေနဲ့ဒီပြန်လာခြင်းသလားဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားခြင်းပါတယ် UFC ရဲ့ဒီလက်ရှိလောလောဆယ်မှာအနားယူသွားပြီဖြစ်တဲ့ Lightweight တန်းက Fighter ကျန်းကြီး Justin Poirier အနေနဲ့သူဟာသူ့ရဲ့ interview တစ်ခုမှာ သူ့အနေနဲ့ဒီ fighter ဘွားကအားယူသွားသည့်တိုင်အောင်မှသူ့အနေနဲ့ဒီ fighter ဘွားကိုဆွဲလန်းယူသွုံနေတော့ဖြစ်ပြီးမနဲ့မိုးလင်းလာတိုင်းသူ့အနေနဲ့ training လေ့ကျင့်ခန်းဆင်းဖို့စိတ်တွေကအမြဲတမ်းဖြစ်နေတယ်ပြီးတော့ဘယ် fighter ကိုနိုင်ယူရမလဲဆိုတဲ့စိတ်တွေကအမြဲတမ်းဖြစ်နေတယ်ဆိုပြီးတော့အင်တာမကြသေးခင်က interview တစ်ခုမှပြောထားခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ဒီ UFC အဖွဲ့အစည်းမယ်ဖွဲ့စည်းအနေနဲ့အခုလက်ရှိလောလောဆယ်မှာနာမည်2026ခုနှစ်အတွက် UFC White House ပြိုင်ပွဲပွဲစဉ်မှာပွဲကျမ်းဖို့အတွက်ဘယ်ဖိုက်တာတွေကို ခေါ်တူးထိုးတက်သွားတင်တယ်လဲဆိုတဲ့အနေအထားမှာဒက်စတင်ဘိုရီကလည်းထဲသွင်းစဉ်းစားရမယ့် fighter စီးနေမှာပါဝင်ပါတယ်အမေရိကန်နိုင်ငံရဲ့ American White House မှာကျင်းပသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ American Fighter တွေကို highlight ဦးစားပေးပြီးတော့သူတို့အနေနဲ့ဒီထဲသွင်းကျင်းပသွားကြင်တာဖြစ်ပြီးတော့ Dustin Poirier အနေနဲ့ကလည်းဒီအရင်တုန်းကအမှန်ကန်ပွဲကြမ်းပြခဲ့ပူတဲ့ Fighter တယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ကိုထဲသွင်းစဉ်းစားပြီးတော့ဒီရှင်ပြိုင်ထိုးတက်ဖို့ ဒီပြောမယ်ဆိုရင်လည်းပြောလို့ရလောက်တဲ့အနေအထားမှာရှိတဲ့ fighter လို့ပြောရမှာပဲဖြစ်ပါတယ်။ Dustin Poirier ကတော့ boxing ကိုအခြေခံပြီးတော့ကစားတဲ့ fighter ဖြစ်ပြီးတော့သူ့ရဲ့လက်သီးပွဲချမ်းတွေကိုပရိသတ်တွေနေနဲ့ပွဲပေါင်းမရေတွက်နိုင်အောင်ကြီးခဲ့ဘူးပြီလို့ကျွန်တော်ကလည်းထင်မြင်မိပါတယ်။ဆိုတော့ Dustin Poirier အနေနဲ့ကတော့ဒီပွဲကောင်းပွဲချမ်းထိုးနိုင်တဲ့ fighter တယောက်အနေနဲ့ပြန်လာမယ်ဆိုလို့ရှိရင်တော့သူ့အနေနဲ့သူနဲ့တင့်တော်တဲ့ fighter တွေကိုပဲပွဲတည်ပေးတင်ပါတယ်။ ပြောရမယ်ဆိုတော့ Navy S လို့ fighter မျိုးကတော့အသင့်တော်ဆုံးပဲဖြစ်ပြီးတော့ပေါင်၁၈၀တန်းလောက်မှသာရှင်ပြိုင်ထိုးသက်ကစားမယ်ဆိုရင် Dustin Poirier အနေနဲ့ UFC အဖွဲ့အစည်းရဲ့ Ether Fighter ဖြစ်နေပြန်လဲပါဝင်လာနိုင်ပြီးတော့ဒီ Navy S အနေနဲ့ကလည်းဒီ Ether Fighter ဖြစ်နေပြန်လဲပါဝင်လာနိုင်ပြီးတော့ကျွန်တော်တို့ပြည်သက်တွေအတွက်တကယ်ကိုကြမ်းတဲ့ဘွဲကောင်းဘွဲကြမ်းတဲ့ဘွဲကို UFC အဖွဲ့အစည်းကဖန်တီးပေးနိုင်လိမ့်မယ်လို့ကျွန်တော်အနေနဲ့လုံးဝယုံကြည်မိပါတယ်ဆိုတော့ Dustin Poirier သာဒီဘွဲစင်မှာသာပြန်ပါလာခဲ့မယ်ဆိုရင်တော့အတူတူလည်းတော်တော်လေးကိုကောင်းတဲ့ဒီအကျိုးရှိမှာဖြစ် သလိုကျွန်တော်တို့ပြည်သက်တင်နေလဲကလည်းဘွဲကောင်းဘွဲချမ်းတွေကိုစောင့်ကြည့်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြည်သက်တင်နေလဲကရောဒီ Dustin Poirier နေတာမကပဲねဒီ UFC White House လို့ပြောတကယ်ကိုကျန်းတဲ့တွဲဆိုင်ကောင်းတွဲဆိုင်ချမ်းတွေထက်သွင်းသွားမဲ့ဒီပွဲစဉ်ကြီးမှာဘယ်ဖိုက်တာတွေကိုပါဝင်စေချင်တယ်လဲဆိုတာကို comment မှာဆွေးနွေးသုံးသပ်ညင်ခုံပေးခဲ့ကြပါဦးခင်ဗျာ